ရွှေဘုံမြို့နယ်တွင် drone ဖြင့်ပုံကျက်ရာပြူစားထိခေါင်းဆောင်တေဆုံရွာငန်တွင်ရိခါတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား2ဦးတေဆုံပြီးတနတ်တလက်ရရှိသခိုင်းတိုင်းရွှေဘုံမြို့နယ်တီလုံးရွာရှိ ပြူစားထိများကို drone ဖြင့်နှစ်ရက်ဆက်တိုက်ဘုံ55လုံးကျဲချတိုက်ခိုက်ရာပြူစားထိခေါင်းဆောင်ဝင်းစော်အောင်တေဆုံခဲ့ကြောင်းရွှေဘုံခရိုကိုတိုင်းဘုံကြီးကျောင်းအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်အောက်တိုဘာ28ရက်နဲ့29ရက်တို့တွင် ရွှေဘုံမြို့နယ်အနောက်ဘက်ခြမ်းတီလုံးရွာရှိ ပြူစောတိများကိုတော်လှန်ရေးတပ်ဖွဲ့များက drone ဖြင့်ဘုံ45လုံးကျဲချတိုက်ခိုက်ခဲ့ပြီးဇီးပြူကုန်းပြူစောတိရွာမှတပ်ကူရောက်လာတဲ့စစ်သားနဲ့ပြူစောတိများက RPG များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုတွင်ပြူစောတိကောင်းဆောင်ဝင်းစောအောင်တေဆုံးခဲ့ပြီးဖွဲ့ဝင်၄ဦးထိခိုက်ဒဏ်ရာရရှိကာတေဆုံးသူရဲ့အလောင်းကိုယနေ့အောက်တိုဘာ၁ရက်မွန်းလယ်၂နာရီခန့်တွင်မိတ္တကြုံမီဖြစ်ကြောင်း ဆိုပါတာဝန်ရှိသူက ဆိုပါတယ်။တနိုင်ငံလုံးစစ်ရေးတင်းမာနေချိန်ကျွန်တော်တို့မြေပြင်းမှာရှိတဲ့တော်လှန်ရေးညီကိုတွေအနေနဲ့နိုင်တလောက်စူပောင်းတော်လှန်ချင်းမုံသွားမှစစ်မျက်နှာပြက်ပြီးအကြမ်းဖက်စစ်တပ်ကိုဖြားများအောင်လုပ်နိုင်မယ်။ပြူစောထိရွာတွေကို အမြင့်ဖြတ်နိုင်မှအရသာပြည်သူတွေရဲ့ဘဝငြိမ်းချမ်းပြီးတော်လှန်ရေးအစုအနေနဲ့ဆိုမိုးနယ်မြေကနေထိန်းချုပ်နယ်မြေပုံမိုကျပြန့်လာစေမယ်။တော်လှန်ရေးညီကိုတွေကိုလည်း ပြည်သူများအနေနဲ့ဆက်လက်ပံ့ပိုးကူညီကြဖို့မေတ္တာရပ်ခံပါတယ်လို့၎င်းကထပ်မံတိုက်တွန်းပါတယ်။ဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်လေးတက်ရင်ဦးဆောင်က ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရွှေဘိုခရိုကိုတိုင်းတောင်းမှန်ပြည်သူ့ကာကွယ်ရေးဖွဲ့ FIF တောင်သူလူမျိုးရေးအင်အားစု တောင်းစစ်တီဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ထို့သူရှမ်းပြည်နယ်ရွာငံမြို့နယ် ရနေရွာအနီးမှာရိခတဲယူပြန်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုစောင့်ကြိုတိုက်ခတ်ရာစစ်သားနှုတ်ဦးသေဆုံးပြီးတနတ်တလက်တင်းစီရရှိခဲ့ကြောင်းဒနု State National Defense Army မှတာဝန်ရှိသူတို့ကအတည်ပြုပါတယ်။အော်တိုဘာ30မွန်းလွဲ2နာရီခန့်ကဖြစ်ပွားခဲ့တဲ့ထိုတိုက်ပွဲမှာစစ်သားနှုတ်ဦးပွဲချင်းပြီးတေဆုံးကတဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော်လှန်ရေးရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ကျေးရွာနီးမှာရိတ်ခတဲ့ပြီးပြန်လာတဲ့စစ်ခွေးတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာတိုက်ပွဲအတွင်းစစ်ခွေးနှစ်ကောင်တည်ပြီးတကောင်ပြင်းထန်ဒဏ်ရာရတယ်။တနတ်တလက်လဲတင်းစီရရှိတယ်။ပြည်သူတွေအပေါ်ကျူးလွန်ထားတဲ့အဖြစ်တွေအတွက် ပြန်ပေးဆပ်ဖို့အသင့်ပြင်ထားလို့ပြောချင်ပါတယ်လို့ဒနု state nation နဲ့ defense army မှာတာဝန်ရှိသူကသတိပေးပြောဆိုလိုက်ပါတယ်ရှင်။